အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကန်ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့နိုင်ငံတကာမှခိုးပင်ကျူးကျော်လူဆိုးအယောက်တရာရဲ့ဓာတ်ပုံတွေကိုအင်ဖြူတော့မြကင်းပြင်ပေါ်မှာပြသထားတာမြန်မာ၃ယောက်ပါဝင်ဖြစ်ပါတယ်ဆိုတဲ့ကြောင့်ပဲဖြစ်ပါတယ် ။သတင်းအပြည့်စုံကတော့ USA Today ကနေပြီးတော့ April 29 2025မှာထုတ်ပြန်သွားတာကတော့ American သမ္မတ Donald Trump ရဲ့သမ္မတဖြစ်လာတဲ့ဂျပန်တရားအတွင်းမှာ သူ့ရဲ့ ICE အဖွဲ့ဝင်တွေက American နိုင်ငံအနှံ့မှာဖမ်းဆီးပြီးထုံချထားတဲ့တရားမဝင်ခိုးဝင်ကျူးကျော်ပြီးတော့အလွန်ကြီးမားတဲ့ပြစ်မှုတွေကျူးလွန်ထားသူအယောက်တရာရဲ့ဓာတ်ပုံတွေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့အတူတူသမရအင်ဖြူရောမှာရှိတဲ့ မြက်ခင်းပြည်မှာအများပြည်သူသိနိုင်အောင် ခင်းချင်းပြသထားပြီးတော့အဲ့ဒီတဲမှာမြန်မာနိုင်ငံကယောက်ျား၃ယောက်လည်းပေါ်ဝင်ကြောင်းသိရပါတယ်။အဲ့ဒီအမေရိကကိုခိုးဝင်ကျူးကျော်ပြီးတော့လူတက်မှုတွေမရင်းကျင့်မှုတွေကလေးသူငယ်မရင်းကျင့်ရက်ဆက်ကြမ်းကြုတ်သူတွေရဲ့ဓာတ်ပုံ ပိုစတာတွေကို April 28 2025မှာစတင်ပြီးတော့ White House ရှိကမြက်ခင်းပြည်နဲ့တမရရုံတက်ရုံစင်ကားဝင်ပေါက် ကာလန်ဘေးတစ်ဖက်တစ်ချက်မှာစတင်ခင်းကျင်းပြီးပြသထားပါတယ်။အင်ဖီလိုဟာဆိုရင်တော့ဝါရှင်တန် DC မှာတည်ရှိပြီးနေ့စဉ်24နာရီလုံးလုံးလာရောက်အလေပတ်သူများဓာတ်ပုံရိုက်သူများတည်င်းရယူသူများစာနယ်ဇင်းသမားအကြောင်းအမျိုးမျိုးနဲ့စာနာပြသူများပြည်သူဟစ်တိုင်စသဖြင့်အလွန်တရာစီကားတဲ့အထင်ကရနေရာဖြစ်ပါတယ်။သမရရဲ့အင်ဖီလိုလည်းဟုတ်တယ်လို့အမေရိကရဲ့တည်င်းစာရှင်းလင်းပွဲတွေပြုလုပ် နိုင်ငံတကာမှထိပ်သီးခေါင်းဆောင်တွေတမရနဲ့လာရောက်တွေ့ဆုံရာဂါရဝပြုရာနေရာလည်းဖြစ်ပါတယ်။အမေရိကရဲ့တမိုင်းကျောင်းမှာဘယ်တော့မှဘယ်တမရကမျှဂျာဆိုဘစ်သားတွေရဲ့ပုံကို ခင်းကျင်းပြသထားတာအိမ်ဖြူတော်မှာမရှိခဲ့ပါဘူး။ဒါပေမဲ့အခုတမရဒေါ်နယ်ထရမ့်ကတော့အလုံးပွင့်လင်းမြင်သာအောင်လို့သူ့နိုင်ငံကိုခိုးဝင်ကျူးကျော်ပြီးတော့သူ့နိုင်ငံသားတွေကို ရရဆက်ဆက်တပ်ဖြတ်သူတွေ သူ့နိုင်ငံသားနဲ့ကလေးတငယ်ရိအပေါ်အင်အားသုံးပြီးဒိန်ဆက်ဆန်သူတွေမရင်းကျင့်သူတွေတပ်ပုံတွေနဲ့သူတို့ရဲ့အပြစ်တွေကို အာစာလုံးအကြီးကြီးများဖြင့်ရေးသားထားကသူ့ကိုစာနာလာပြတဲ့သူတွေသူ့ရဲ့ကျူးကျော်တွေကိုဖမ်းပြီးတော့ပြည်နှံတန်ပေးနေတာတွေကိုကန့်ကွက်နေသူတွေအဲ့ဒီလူဆိုးတွေကို အမေရိကန်နယ်မြေထဲကို ပြန်ရောက်ပြန်ခေါ်လာခိုင်းနေတဲ့သူတွေစာနာပြသူတွေတရှိအောင်ခင်းချင်းပြသလိုက်ပြီးဖြစ်ပါတယ် အမေရိကန်နိုင်ငံတဲကိုခိုးဝင်ကျူးကျော်လာတဲ့သူတွေဟာတရားမဝင်လာတဲ့အပြစ်တွေမကနိုင်ငံတဲမှာပါအယံကိုစိုးသွမ်းလွန်းတဲ့ပြစ်မှုတွေကျူးလွန်နေခဲ့ပါတယ်။နိုင်ငံရဲ့လမ်းတွေပေါ်မှာဒီလိုစိုးသွမ်းသူတွေအထူးသဖြင့်လူသက်ကောင်တွေတက်ငယ်မတိန်သမားတွေကိုရှင်းလင်းဖယ်ထုတ်ခြင်းအပြင်နိုင်ငံနဲ့တိုင်းသူပြည်သားတွေအတွက်ဘေးကင်းလုံခြုံစေပါတယ်လို့သမ္မတထရန့်အဆိုရရဲ့နေဆက်လုံခြုံရေးအထူးတာဝန်ယူထားသူ Tom Homan ကသတင်းမှာ ပြောကြားလိုက်ပါတယ်။ ICE အဖွဲ့ကနောက်ဆုံးထုတ်ပြန်ကြမှာတော့သမ္မတထရန့်ရဲ့သမ္မတတက်တန်ရက်တရာပြည့်မှာပဲခိုးဝင်ကျူးကျော်လူသက်ဗရင်းသမားအယောက်တရာကိုဖမ်းဆီးရခဲ့ပြီးလက်ရှိ ICE အဖွဲ့ရဲ့အကျဉ်းထောင်မှာထိန်းသိမ်းထားတာကတော့အယောက်4000ရှိနေပါတယ်။အဲ့ဒီထက်ကတဝက်ကျော်ကျော်ဟာ felony လို့ခေါ်တဲ့ရာဇသက်ကြီးပုံမှန်တွေကျူးလွန်ထားတဲ့သူတွေဖြစ်ပြီးကြံသူတွေကတော့တရားရုံးမှာဆက်လက်အမှု ရင်ဆိုင်နေဆက်ဖြစ်ကြောင်းရေးသားထားပါတယ်။56ရာခိုင်နှုန်းကတော့ခိုးဝင်ကျူးကျော်လာတဲ့သူတွေဖြစ်ပြီးအခြားဇာစုပ်မှုတွေတော့ကျူးလွန်ထားတာမတွေ့ရှိရသေးကြောင်းလည်းသိရပါတယ်။အခုဆိုရင်အမေရိကရဲ့တောင်ဘက်ချမ်းကခြံစည်းရိုးထောက်လျှောက်မှာတော့သမ္မတထရမ့်ကဒတိုင်းတွေစောက်24နာရီပတ်လုံးထိမ့်ချုပ်ထားတဲ့အတွက်နေဆက်ကဖြတ်ကျော်လာတဲ့တရားမဝင်ရာခိုင်နှုန်းဟာ65ရာခိုင်နှုန်းလောက်ထိထိုးကျသွားပြီးတော့ ယခင်နှစ်2024အခုအချိန်မှာတော့33,000လောက်ရှိနေခဲ့ပြီးအခုမှာတော့8,200လောက်သာ ကျန်တော့ကြောင်းသိရပါတယ်။အမေရိကမှာနိုင်ငံရေးခိုလုံခွင့်ရှောက်ချင်သူတွေကို အမေရိကတဲ့ကိုမဝင်လာစေဘဲနဲ့မက္ကဆီကိုနေထဲမှာပဲစက်နေရှောက်လွှာတင်ကြရတဲ့ခိုးဝင် ကျူးကျော်တွေကိုဖမ်းဆီးတဲ့အရာတွေမှာအလွန်တင်းကျပ်ပြစ်လိုက်လို့အမေရိကရဲ့သမိုင်းမှာ တခါမှမကြဘူးမရှိဘူးသေးတဲ့ရာဂိုင်နှုန်း65ရာဂိုင်နှုန်းဟာကျဆင်းသွားပြီဖြစ်ကြောင်းနေဆက်တာဝန်ယူထားသူထောင်ဟိုမန်ကဆက်လက်ပြောပါတယ်။အဲ့ဒီလိုနေဆက်ဖြတ်တော်လာသူတွေကို ထိန်းထားနိုင်တယ်လို့ပြည်တွင်းမှာလည်းသမရထရမ့်ရဲ့ Doge အဖွဲ့ကရော ICE အဖွဲ့တွေကပါ MS13 လို့ခေါ်တဲ့ Venezuela လူစုခိုင်းဝင်တွေကိုလှည့်မြန်စွာဖမ်းဆီးပြီး ထောင်ချပြည်နှံတန်းတွေပေးနေပါတယ်။ အဲ့ဒီကိစ္စအနောက်ရှက်ပေးသူတွေရောတရားသူကြီးတွေကအစဖန်စီယာဒူးမဖြုတ်ချအေးယူပြစ်နေတာတွေပြုလုပ်နေပြီးတော့စန္နပြကန့်ကွက်သူတွေကိုတော့အခုလိုသူတို့ကာကွယ်နေတဲ့ခိုးဝင်ကျူးကျော်လူသက်တိုက်ငယ်မတိန်သမားတွေရဲ့ပုံတွေကို ပိုက်ထောက်ရှေမြခင်းပြမှာချပြခြင်းများသမရထရန်ကနေပြုလုပ်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။အင်ဖြူရောရဲ့ပြိုရေးဆိုခွင့်ရှိသူကယ်ရိုလိုင်းဒေးဗစ်ကတော့ 24နာရီနဲ့9ရက်တစ်ပတ်လုံးမှာအမေရိကရဲ့တမိုင်းမှာမရှိတာတွေကိုအခု လုံနေပါတယ်ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye